သတော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါဆိုတော့ဒီနေ့အစီအစဉ်လေးကိုမစားခင်မှာထုံးစံနိုင်မယ် Subscribe လုပ်ရသေးတဲ့သူတွေရှိတယ်နော်လုပ်ပေးထားပါပြီးတော့ဒီနေ့အစီအစဉ်ဗီဒီယို like လုပ်ပြီးတော့ဒေတာပေါ့ VPN လေးဖွင့်ပြီးတော့ကြည့်ရှုရင်လည်းကျွန်တော်ကို support လုပ်ပေးကြဖို့လဲမြေတာရခင်ဗျာစီပြီးခဲ့တဲ့ရပိုင်းကစားတင်ဆက်လာခဲ့တဲ့ Chucky အတွဲနှစ်ရဲ့အပိုင်းဆက်တွေအနေနဲ့ဆက်လိုက်ပြီးတော့တင်ဆက်သွားမှာတော့ဒီနေ့မှာအပိုင်း9 Let's go ကြည့်လိုက်ကြအောင်ပါခင်ဗျာဒီပိုင်းဆက်မှာတော့ Jake က Father Bryce ဒီမှာ အပြစ်ဖြေဖို့လုပ်နေအောင်မြားပြီးတော့ Father Price ကအရင်ကအပြစ်ဝင်ခံတာမျိုးလုပ်ဖူးလားလို့မေးလိုက်တော့ Jake ကဟင်အင်းလို့ပြန်ဖြေပါတယ် Jake ကဖြစ်သမျှအကုန်လုံးကကျွန်တော်အပြစ်တွေပါကျွန်တော်အဖေ Devin အမေ Gary Nadine သူတို့အကုန်လုံးတေးကွန်ရတာကျွန်တော်ကြောင်မေးလို့ပြောလိုက်တော့ Father Price ကလူတတ်တယ်ဆိုတာအကြီးလေးဆုံးအကူသူပဲကွာဒါမဲ့စိတ်ထဲကပါမှလုပ်လို့ရတဲ့အရာမင်းကဘယ်သူမှမထိခိုက်စေချင်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ် Jake ကတော့သူ့ကိုယ်သူပဲအပြစ်တင်နေပြီးတော့ဘာထူးမှလဲဗျာကျွန်တော်ကြောင်သာမဟုတ်ရင်သူတို့အသက်ရှင်နေအောင်ပါပဲလीလို့ပြောလိုက်ပါတယ် နောက်တစ်ခါမှာတော့လက်စီရိုးတွေနတ်တင်းအသက်ခံပြီးတဲ့နောက်မှာအောက်ကိုပြန်ဆင်းလာတာကိုမြင်ရပါတယ်။ဒေါက်တာမစ္စတာသူတို့တန်းနဲ့ချိန်ထားပြီးတော့ဂျိတ်ကလည်းချက်ကီကိုယူကာအောက်ဆင်းလာနေခဲ့ပါတယ်။မေဆာကချက်ကီကိုသူ့ကိုပေးဖို့တောင်းတဲ့အတွက်ဂျိတ်လည်းချက်ကီကိုပေးလိုက်ပါတယ်။ချက်ကီကတော့ဂျိတ်ငါတမင်လောက်တာမဟုတ်ပါဘူးလို့ပြောနေတော့မှာချက်ကီကမစ္စတာစီရောက်တော့လဲငိုပြနေတော့မစ္စတာငိုမနေစမ်းပါနဲ့။ချားစီရီကလူတပီးနောက်နာမရဘူးဟာ။သူကြမ်းဖက်တာတန့်စင်နေခမ်းနာတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မစ္စတာဂျိတ်ကိုကြည့်ပြီးတော့ငါစိတ်မကောင်းပါဘူးဂျိတ်။ ါမဲ့ကိုကိုင်းစရုပ်ကရှားတယ်လေဒီရုပ်ကနောက်ဆုံးရုပ်ပဲငါပင်မချက်ကြီးတို့ကဒီရုပ်ကိုလိုနေရလို့ပြောလိုက်ပါလေအဲ့ချိန်မှာပဲကိုင်ကဝင်လာပြီးတော့မစ္စတာကိုတနတ်နဲ့ချိန်ပြီးငါတို့ဒီကိစ္စကိုတိုင်မရမယ်ထင်တယ်လို့ပြောလိုက်ပါတော့လေကိုင်ကအန်တီကိုကြည့်လိုက်ပြီးတော့နင်းစမင်ကလည်းယေရှုကြားနေရပဲဟာလို့ပြောလိုက်သေးတာပါကိုင်ကငါတို့ဘေးကိုလောရမယ်လို့ပြောလိုက်တော့မစ္စတာကငါချက်ကြီးကိုခေါ်သွားမယ်ဒီကကိုတည်းကချက်ကြီးကိုတော့ထုတ်ပေးမယ်ချက်ကြီးလူတယောက်ဝင်ပူးရင်ဘလောက်ချိန်နေဆိုလဲငါတို့မြင်ပြီးပြီပဲလို့ပြောလိုက်တာပါဂျိတ်ကတော့လက်မခံပဲ ဂျကီဒီကနေအသက်ရှင်လက်ထွက်မသွားရဘူးလို့ပြောလိုက်တော့ကိုင်ကဒီကိစ္စတလောက်မရိုးရှင်းဘူးကြိတ်နီကာအောက်မှာစောင့်နေတယ်။ "तू ကသူ့ကိုယ်ထဲမှာဂျက်ကီရဲ့တစားကန်ဖြစ်နေပြီ။ငါတို့နီကာကိုကယ်နိုင်မယ်ဆိုရင်ကယ်ရမယ်"လို့ပြောလိုက်ပါတယ်။ပြီးတော့ဒီဂျက်ကီအောက်ဘာဖြစ်မှာလဲလို့မေးလိုက်တော့မစ္စတာကဒီကိစ္စကဒမ်ဘလာမော်ပညာထဲမှာမပါဘူး။ငါတို့ဝိညာဉ်တွေကိုတခြားအခွန်တွေထဲပြောင်းနိုင်တယ်။ဒါပေမဲ့ဝိညာဉ်တစ်ခုကိုငရဲကိုပို့ဖို့ကတော့ကက်သလစ်ဘာသာရေးအပိုင်းပဲလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ Father Price ကမင်းမိစ္ဆာနေတော်ပြောနေရလားလို့မေးလိုက်ပါတယ်။ ဲလိုနဲ့သူတို့ရဲ့ဂိုကိုင်းစ်အယုတ်ထဲကသူတို့ကောင်းရောင်ဆောင်ထားတဲ့ဂျက်ကီကိုမိစားနှင်ထုတ်ပြီးတော့ငရဲပို့ဖို့နဲ့နီကာကိုရီးယားဂျက်ကီကိုထုတ်ပြီးတော့ဂိုကိုင်းစ်အယုတ်ထဲထည့်ဖို့အတွက်လှုပ်ကြပါတော့တယ်။ဒါမှမဟုတ်တော့တီဖနီတို့ကလည်းဂလန်ဒါတို့ရှိတဲ့စီကိုလာနေတာဖြစ်ပြီးတော့တီဖနီကလမ်းကစားတောက်ဆိုင်တစ်ခုမှာမုတ်ဝင်ဝဲပါတယ်။သူကရုပ်ဖြတ်ထားဖို့လုပ်နေမဲ့သူနောက်ကလူတယောက်ကဂျန်နီဖာတဲလီဆိုပြီးတော့မှတ်မိသွားပြီးတော့ဓာတ်ပုံတူရိုက်လို့ရမလားလို့လာပြီးတော့မေးပါတယ်။တီဖနီကငါဂျန်နီဖာတဲလီမဟုတ်ပါဘူးလို့ညင်းနေပြီးတော့အဲ့ချိန်မှာ TV ကနေဂျန်နီဖာတယ်လီကိုရဲတွေကလိုက်ရှာနေကြောင်းသတင်းကလည်းလာနေခဲ့ပါပြီ။လူတွေကသူ့ကိုလူသတ်မှုနဲ့ထွက်ပြေးနေတဲ့ဂျန်နီဖာတယ်လီပဲလို့ထင်နေကြတဲ့အတွက်တီဖနီလည်းအမြန်ထွက်ပြေးလာခဲ့ရပါတော့တယ်။တီဖနီကကားပေါ်ရောက်တော့ငါတို့မော်ဒယ်တစ်ခုအမြန်ရှာမရမယ်လို့ပြောလိုက်ပြီးဂျန်နီဖာတယ်လီကိုလူသတ်မှုနဲ့လိုက်ဖမ်းနေကြပြီ။ငါဒီတိုင်းရှောက်သွားနေလို့မရတော့။ငါတသလုံးထောင်ထဲမှာလည်းမနေနိုင်ဘူး။ငါဝိညာဉ်ပြန်ပြောင်းမှရမယ်။ဒါမဲ့ငါဘဲရုပ်သေးပဲဝင်လို့ရမှာလို့ပြောလိုက်ပါတယ်။ပြီးတော့နောက်ခန်းမှာပါတဲ့ဂျန်နီဖာဘက်ကိုလှည့်လိုက်ပြီးတော့ ငါတို့နေရာပြန်လဲရအောင်လေလို့ပြောလိုက်တော့အဲ့ဒါနဲ့ဂျန်နီဖာခဏနေစမ်းပါဦးငါကရောငါကုဂျန်နီဖာတယ်လီပြန်ပြစ်သွားရင်ဝရမ်းမင်းဖြစ်နေပါဘို့လို့ပြောလိုက်ပါလေဒေဖနီကနေဒီလောက်နှစ်တွေအကြာကြီးငါဖမ်းထားတဲ့ချုပ်ခန်းထဲမှာနေခဲ့တာပဲထောင်ကနေတော့ပူတော်ကျဲလဲဦးမယ်လို့ပြောလိုက်တာပါတပတ်မှာတော့ရဲတွေနဲ့ဆေးရုံကလူတွေရောက်လာကြပြီးတော့နဒင်းရဲ့အလောင်းကိုလာပြီးတော့တည်နေကြပါလေဒုံစားနာရဲတွေကနဒင်းသေးတာမတော်ဆမှုလို့ပဲထင်နေကြတဲ့အတွက်ပြဿနာတော့တက်ခဲ့ခြင်းမရှိပါဘူး အဲ့ချိန်လန်စီကတော့နဒင်းဒီလိုပြင်မသွားသင့်ဘူးငါတို့သူ့ကိုကာကွယ်ပေးခဲ့ရမှာအိုက်စားငါတို့သူ့ဒီငဲတွင်နဲ့ခေါ်လာပြီးတော့အသက်ခံရအောင်လှုပ်လိုက်မိတယ်လို့ပြောပြီးတော့ငိုနေခဲ့ပါတော့တယ်ဒေဗန်ကငါတို့သူ့ကိုတတ်မယ်လန်စီဂျက်ကီပြန်ပြီးတော့ပေးဆပ်စေရမယ်လို့ပြောလိုက်တော့လန်စီကဂျူနီယာပေးဆပ်ခဲ့ရတယ်လို့လားလို့မေးလိုက်ပြီးငါအဖေနေမေရောငါတို့ကလုံးတေးတဲ့ဒီသူရက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဂျိတ်ကငါတို့တူတူဆိုရင်ဘာမှမဆိုလှုပ်နိုင်ပါတယ်လို့ဝင်ပြောလိုက်တော့လက်စီကငါတို့တူလဲဘာမှမလုပ်နိုင်ဘူးချက်ကီလူတွေတတ်တာကိုမတားနိုင်တာတခုပဲငါတို့လုပ်နိုင်တာ ငါတို့တော်ပြီငါအိမ်ပဲအိတ်ချင်တော့တယ်လို့လက်စီကပြောလိုက်ပါတော့တယ်ဒေဗန်လက်စီဝမ်းနဲ့နေမှတိလိုက်တော့โอเคလက်စီငါတို့နင်းကိုအေးဆေးနေအောင်တောက်တဲထားခဲ့ပေးမယ်လို့ပြောလိုက်ပါတယ်ဂျေတို့ထွက်သွားတော့လက်စီကသူ့အိတ်ထဲကဈေးဘူးကိုထုတ်ပြီးတော့ဈေးတွေကိုချလိုက်ပါတော့တယ်အဂျင်ချာကီရောစာကြီးကန်းထဲမှာဂျိုးတွေတုတ်ထားပြီးတော့မိစာနေမှုလုပ်နေကြပါတယ် Father Price နဲ့ Sister Catherine တို့ကဒေါက်တာ Mr. စီကရောကိုင်စီကရောတနက်နှစ်လလုံးယူပြီးတော့အန်ဆွဲတဲ့ကိုထဲကတော့ပိတ်လိုက်ပြီးတော့ကိုလွှတ်ပစ်လိုက်ပါတယ်အရာပါအကုန်လုံးဘေးကင်းအောင်လို့ပါ တဏ္ဍမရှိတာနဲ့တကယ်ဘေးကင်းပါမလားတော့မသိပါဘူးစัจကြည့်ရမှာပေါ့ဖာသာမိစာနေနဲ့ဆိုတာမတန့်စင်တဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ရဲ့ထွက်ခိုင်းပြီးတော့ထာဝရငရဲ့ကိုပို့တာပဲငါတို့ဗာတီကန်စီကတော့ခွင့်ပြုချက်တောင်းရမယ်လို့ပြောပါတယ်ပြီးတော့ငါတို့ဒီမစခင်မှာအပြည့်ဝင်ခံရငါတို့မတန့်စင်ဒါကိုလုပ်လို့မရဘူးလို့လည်းပြောလိုက်ပါသေးတယ်စစ်စာကက်သရင်းနဲ့ဖာသာပရိုက်ဆိုထွက်သွားတော့အခုမှပြန်တွေ့ရတဲ့အန်တီနဲ့ကိုင်တို့ကဖတ်ပြီးတော့နှုတ်ဆက်နေကြရင်အဲ့ဒီမှာနီကာအန်တီကိုလာပြီးတော့နှုတ်ဆက်ပါတယ်အန်တီကဒီကိစ္စပြီးရင်နင်ချက်ကီလာကလွတ်ပါပြီလို့ပြောလိုက်တော့ နီကာသူမသိမချင်းဘသူမှသူ့လက်ကလွတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဒီကိစ္စပြီးလို့အောင်မြင်အောင်သူတီကနေဒေါက်တာမစ္စတာနဲ့အတူထွက်သွားမှာပဲလို့ပြောလိုက်တော့အန်ဒီကအရင်လုံးဆရာရှိတာကိုအရင်လုံးတာပေါ့လို့ပြောလိုက်ပါတယ်အဲဒီမှာဂျေးကတော့ဒေဗန်ကိုသူချက်ကီကိုယုံခဲ့တာအတွက်တောင်းမှန်မလို့လုံနေပြီးတော့ဒေဗန်နောက်မှပြောကွာအခုတော့ငါတို့ဒီကိစ္စကိုအရင်ကြော်ဖြတ်ရမယ်နောက်ဆိုတာရှည်သေးရင်နောက်ကြမှာငါတို့အဲ့ကိစ္စကိုဆက်ပြောကြတာပေါ့လို့ပြောလိုက်ပါတယ်ဒေဗန်ထွက်သွားတော့ချက်ကီကဂျေးငါစိတ်မကောင်းပါဘူးကွာငါလည်းနေတဲ့ဦးချစ်တာပဲလို့ပြောလိုက်တော့ဂျေးကဒေါသထွက်ပြီး မင်းကစိတ်မကောင်းဟလာလို့မေးပြီးတော့အနာကတ်သွားတော့ဂျက်ကီကဂျိတ်ကိုခေါင်းနဲ့ပိတ်တိုက်ပြစ်လိုက်ပါတော့တယ်ပြီးတော့ငါစိတ်မကောင်းမဖြစ်ပါဘူးကွာတဟီဟီနဲ့ဂျီနေတော့ဂျိတ်လည်းဒေါသထွက်သွားပြီးဂျက်ကီကိုထိုးဖို့လုပ်နေတော့ဂလန်ဒါကသူ့ကိုဝင်ဆွဲထားလိုက်ပါတယ်ဒေါတာမစ္စတာတော့ဂျက်ကီတကောင်ဂျိတ်ကိုကလိညာသဘောချပြီးတော့ပြုံးနေခဲ့တာပါအဲ့တော့နဲ့အန်ဒီကငါတို့ဂျက်ကီကိုပို့ပြီးတော့လုံခြုံတဲ့ညာကိုရွှေ့လိုက်ရင်အားလုံးပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာလက်စီကစေးရေချပြီးတော့ကောင်းနေပြီနဲမမကတ်ထားတယ်ပုံတွေကိုဆွဲဖျက်နေတော့မှပဲနှထင်းကပေါ်လာပါတော့တယ် နတ်တင်းကကိုယောင်ကိုဝါရီတောက်ပနေပြီးတော့အိမ်ဂျယ်လိုဖြစ်နေခဲ့တာပါလက်စီကတော့အန်အုံးနေပြီးငါတို့ယူနေပြီးထင်တယ်လို့ပြောနေခဲ့ပါတယ်နတ်တင်းကနင်းအစင်ပြပါလေလက်စီရဲ့ငါဒီမှာရှိနေတာအကြောင်းရှိမဲ့ထင်တယ်လို့ပြောလိုက်တော့လက်စီကသူ့ဈေးချထားတာကိုပြန်ပြီးတော့တရိယာသွားခဲ့ပါတယ်နတ်တင်းကနင်းသားတွေမလုပ်တော့ဘူးထင်တာလေဒါမကောင်းလက်စီလို့ပြောလိုက်တော့လက်စီကငါသိပါတယ်ဒါပေမဲ့ငါရမ်းကြောက်နေပြီးဘာမှအစင်ပြတာလည်းမရှိဘူးနင်းသေးတော့လည်းငါအပြစ်ပဲလို့ပြန်ပြောပါတယ်နတ်တင်းကအဲ့လိုမဟုတ်ပါဘူးဟာလို့ပြန်ပြောလိုက်ပြီး ဂျိန်းနဲ့ဒေဗန်တို့လည်းအဆင်ပြေသွားကြမှာပါငါတီလာလေးနေပြင်မှုတ်ပေါ့ဂျိန်းတို့ဒေဗန်တို့ကနင်းကိုဂယူဆိုင်တယ်လို့နင်းမိသားစုကလည်းနင်းကိုဂယူဆိုင်တယ်လေနင်းမသေးပါဘူးလို့ပြောလိုက်တော့လက်စီကငါဒီဆေးတွေအကုန်တောက်ပြီးတော့ကိစ္စတုံးလိုက်တာပဲကောင်းမယ်ထင်တယ်လို့ပြန်ပြောပါလေနဒင်းကနေတော်ကြော်ဖြတ်နိုင်မှာပါဟာနေရတက်တိကောင်းတာပဲငါမြင်မှုရတယ်မှာနေရတက်တိအကောင်းဆုံးလူပါပဲလို့ပြောလိုက်ပြီးလက်စီကငါနင်းကိုမကယ်နိုင်တာတောင်းမယ်ပါလေလို့ပြန်ပြောလိုက်ပါလေနဒင်းကလည်းစိတ်ကောင်းဖြစ်ပါနဲ့ဟာငါတို့အကုန်လုံးတစ်ချိန်ကြကောင်းကင်ကကစားကွင်းကိုသွားကြမှာပဲတခုငါအကြံပေးချင်တာက ဂျိန်းနဲ့ဒေဗန်တို့စကားသွားပြောလိုက်ပါသူတို့ကနေတငယ်ချင်းတွေပဲလေလို့ပြောလိုက်ပါလေနဒင်းကနေရဆောက်လက်စီ cross ပဲလေဟာနေလုံးနိုင်တာငါသိတာဗောလို့ပြောလိုက်ပြီးတော့ပြန်ပြောက်ွယ်သွားတော့ပါတော့တယ်တမမမှာတော့အန်ဒီကဂျက်ကီတယောက်စကားထပ်ပြီးတော့မများနိုင်တော့ဘီလိုတခုလဲကိုသွားထည့်ထားလိုက်ပါလေအန်တော့အန်ဒီက father price စီမှာအပြစ်ဝင်ခံနေအောင်မြင်ရပြီးတော့အန်ဒီကနောက်ဆုံးတော့ငါဂျက်ကီကိုရှင်းပြလိုက်နိုင်မယ်အခွင့်အရေးကိုရှိလာနိုင်ပြီဒါမဲ့ငါပြောရမှာတော့ရှက်ငါအတော့အเจ้าမိနေလို့ပြောလိုက်ပါလေနောက်တစ်ခါမှာတော့ father price တယောက် vatican ဖုန်းဆက်ပြီးတော့ မိစာနှင်ခွင်တောင်းနေအောင်မြင်ကြပြီးဒါပေမဲ့ဗာတီကန်သူပြောတာတွေကိုမယုံတဲ့အတွက်ခွင်မပေးတဲ့ပြင်အဖွဲ့ကနေပါသူ့ကိုထုတ်ပြစ်လိုက်ပါတော့တယ်အရာနဲ့ sister catherine ကကျွန်မတို့တခြားအစီအစဉ်လိုတယ်ကျွန်မတို့တခုလုံးမှရမယ်လို့ပြောလိုက်တော့ father price ကမိစာနှင်ချင်းအစင်းလိုက်လမ်းညွန်စာအုပ်ကိုထုတ်လိုက်ပြီးငါဗာတီကန်ခန့်ထားတဲ့ဖုန်းတော်ကြီးမဟုတ်တော့ပေမဲ့ငါမှဖျားအတွက်ဒီကလေးအတွက်တောင်းဝန်ရှိသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဗာတီကန်ကိုစောက်ဖက်လုံးမနေနဲ့တော့ sister လို့ပြောလိုက်ပြီးတော့ဒီကိစ္စကိုငါတို့ဘာသာကြမ်းမယ်လို့ပြောလိုက်ပါတော့တယ် အရိခန်ကတော့ချက်ကြီးတကားလုံးမှာ Father Price တယောက်အထာချာဆုံးချိန်ဖြစ်ပြီးတော့တကယ်ကိုစောင်းဝဲကျမ်းတော့မဲ့ Father Price ကိုမြင်ရတဲ့အကွက်ပါပဲဒီမှာမှတော့ Leslie ကခန်းထဲမှာအိပ်ပျော်နေပြီးတော့သူနိုးလာတော့သူ့ဆေးဘူးကို Sister Ruka ကင်ပြီးတော့မတ်တက်ရနေတာမြင်လိုက်ရပါတယ် Sister Ruka ဒီဆေးတွေကအရန်အန်ရဲများတယ်တော့နေသေးသွားနိုင်တယ်လို့ပြောနေပါတယ် Leslie ကလန့်နေပြီးတော့ Sister ပြောတာဟုတ်ပါတယ် Sister အဲ့ဆေးတွေကိုယူသွားလို့ရပြီကျမတကယ်ဆေးပြတ်ပါပြီလို့ပြောလိုက်တော့ Sister Ruka အိုးငါတို့ကိစ္စမပြီးသေးဘူးလေလို့ပြောလိုက်ပါတယ် တဖက်မှာတော့ဂလန်တာချက်ကီစီကိုရောက်လာတော့ချက်ကီကငါခြေစုံကလေးလေးနေကောင်းလားအဖေကိုကယ်ဖို့အစီအစဉ်ဖြစ်ပြီလားလို့ကလေးကိုမေးနေပါတယ်ဂလန်တာကငါစကားပြောဖို့လာတာငါမေးစရာရှိငါဥဒ္ဒသက်လုံးမှာဂလန်နဲ့ငါ့ကိုနင်းတို့လိန်ထားခဲ့ကြတာအမေဒီမကောက်ရှင်လဲကျမတို့အမှန်တိုင်းမပြောခဲ့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ငါတို့ကဘယ်သူတွေလဲငါတို့ဘယ်ကလာလဲဘာဖြစ်နေရလဲလို့မေးလိုက်တော့ချက်ကီကငါအကုန်လုံးရှင်းပြနိုင်တယ်သမီးလေဒါမဲ့နေတဲ့ကောင်လည်းအပေးယူလို့ဖို့တော့လိုတယ်လို့ပြောလိုက်ပြီးသူဖွက်ထားတဲ့ဓာတ်ကိုတွားယူပေးဖို့ပြောနေပါတယ် အိုင်မာရင်ဂလန်ဒါဒေါသထွက်ပြီးတော့နီယမေနဲ့တပုံစံနဲ့ပဲအမြဲတမ်းရှင့်အတွက်ပဲတွေးတယ်အကြမ်းဖက်တယ်စိတ်ဆဆန်တယ်ရှင်ကျမတို့အတွက်ဘယ်တော့မှရှိမပေးခဲ့ဘူးကျမရှင်တို့နှစ်ယောက်နားလဲဖို့စူးစမ်းပေးခဲ့တာအရန်ကြကျမနဲ့ဂလန်တို့ကဒီတိုင်းမိဘမဲ့တွေဘဲလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်ဂျက်ကီကအနောက်ကနေနေဘလိုပဲပြောပြောနီယငါသမီးပဲနီယလူသားသမားပဲလို့လမ်းပြောပြီးတော့ဗီရိုမန်ကိုခေါင်းနဲ့တိုက်နေခဲ့တာပါနောက်တစ်ခါမှတော့ glandar father price ကြီးမှာအပြစ်ဖြေနေရမြင်ကြပြီးတော့ငါတို့ကိုနားလိုက်ဖို့စူးစမ်းရမယ်ဘလို့မှမရခဲ့ဘူး အခုငါလမ်းပေါ်ပြောင်းနေလို့ခံစားနေရတယ်လို့ပြောပါတယ်ပြီးတော့ father ငေါ့တခုကူညီပေးနိုင်မလားလို့မေးလိုက်ပြီး glan တွေလည်းဆူတောင်းပေးဖို့တောင်းဆိုတဲ့အတွက် father price လည်းလုံပေးမယ်လို့ပြောလိုက်ပါတယ်နောက်ဆုံးက glan ကငါလူတယောက်ကိုလည်းတတ်ခဲ့မိသေးတယ်လို့ပြောပြလိုက်ပါတယ်နောက်တစ်ခါမှတော့ father price ကဥဆောင်မလို့ chucky ကိုမိတ်စာနှင်ဖို့တော့ပြင်ဆင်နေကြပြီး chucky ကိုခုံတုံးမှာကျိုးနဲ့ခြိထားခဲ့ပါတယ် jay တို့ andy တို့ပါဝင်အကုန်လုံးလည်းအခန်းထဲမှာစုနေကြပြီးတော့အရင်ဆုံး father price က chucky ကိုရေမန်းနဲ့ဖျန်းပတ်လိုက်ရမှာ ဂျက်ကီပြောက်ပူတယ်ပူတယ်နဲ့ထပြီးတော့អော်ပါတော့တယ် Father Price ကခရစ်တော်ရဲ့စွမ်းနဲ့တင်းကိုနှင်ထုတ်တယ်လို့ပြောလိုက်တော့ဂျက်ကီကငါငရဲသွားဖို့ကြောက်မယ်ထင်းနေလား Fuck you တေးလိုက်လीကွာငါဂျာစီကလာတာကွာလို့ပြောလိုက်ပြီးတော့တက်ဟီဟီဟီနဲ့ရီနေပြန်ပါတော့တယ်အခုမှဂျက်ကီရဲ့ဗီဇအမှန်နေပြန်ပြီးတော့ပေါ်လာနေခဲ့ပါပြီတပတ်မှ Tiffany ကတော့ငါရုပ်ပြန်ဖြစ်ခြင်းနေပြီလူတွေလိုမျက်နှာရေပြားလည်းမတွန့်တော့ဘူးချစ်စရာဝေဆုံလေးလည်းအများကြီးပဲလို့ပြောနေခဲ့ပါတယ် ဂျန်နီဖာတယ်လီကတော့ငိုနေတဲ့အတွက်ဂလန်ကအဆင်ပြေသွားမှာပါဂျန်နီဖာလို့နှစ်သိမ့်ပေးနေခဲ့ပါတယ်။တီဖနီကတော့တယောက်တည်းသူရုပ်ပြန်ဖြစ်ရင်ဘလောက်ကောင်းမလဲဆိုတာတွေထိုင်ပြောနေခဲ့ပြီးအဲဒီမှာဂျန်နီဖာကသူ့လက်မှာခြိထားတဲ့ဂျိုးကိုဖြီးဖို့အတွက်လုံနေခဲ့တာပါ။ဂလန်ကလည်းဂျန်နီဖာလုံနေအောင်မြင်မိမဲ့ဘာမှမပြောခဲ့ပါဘူး။အဲဒီမှာပဲဂျန်နီဖာဂျိုးကြည့်တာကနေလွတ်သွားတဲ့တော့တကားပွေပြီးတော့ကားပေါ်ကနေဆင်းပြေးသွားခဲ့ပါတော့တယ်။တီဖနီကဂျန်နီဖာကိုပြန်ဖမ်းဖို့ပြေးလိုက်သွားပြီပဲ။ဂျန်နီဖာတယ်လီကိုကုံကားကြီးတစ်စီးကဖြတ်တိုက်သွားတာကြောင့်တစားစီဖြစ်ပြီးတော့တေဆုံးသွားခဲ့ပါတော့တယ်။ တင်ဖနီလည်းတစားစီပြိုကွဲသွားတဲ့ရုပ်ကိုကြည့်ပြီးတော့သူဝင်စရာအယုံမရှိတော့အတွက်လန့်ဖြတ်ပြီးတော့ငိုယုံနေပါတော့တယ်။တပတ်မှတော့မိစာနေနဲ့ဘွဲကဘွဲချမ်းနေဖြစ်ပြီးတော့ချက်ကီယာရုံးကန်တဲ့အတွက်အကုန်လုံးကဝိုင်းပြီးတော့ချုပ်ထားကြပါလေ။ Father Price ကလဘကတိုင်ကိုပြပြီးတော့ချက်ကီယာဝိညာဉ်ကိုရုပ်ထဲကနေထွက်သွားဖို့အတွက်အမိန်ပေးနေခဲ့တာပါ။ချက်ကီယာကတော့ဒီလောက်နဲ့ထွက်သွားမှာမဟုတ်တဲ့စောက်ကြောတင်းကောင်ဖြစ်တဲ့အတွက်ဒေဗန်ကိုတော့မှသူ့မိသေးတဲ့ကိစ္စကိုပြန်ပြောပြီးတော့လောင်ပြောင်နေပါသေးတယ်။ချက်ကီယာဒေဗန်ကိုနေမဟုတ်ပဲဂျေဒိုအန်ဒီတို့လည်းလောင်ပြောင်နေပြီးတော့ မင်းတို့မိသားစုတွေကိုငါတတ်ခဲ့တာကွာမင်းတို့တို့တို့နဲ့သွားတွေးဖို့အဆင်သင့်မဲလားလို့ပြောနေသေးတာပါပြီးတော့ဂျက်ကီက Father Price ရဲ့မျက်နှာတဲ့တဲ့ကိုအန်ထုတ်ပြစ်လိုက်ပြီးတော့ Hey Jake ငါနဒင်းကိုတတ်လိုက်တော့ဘလို့ခံစားလဲဟမ်ငါ Gary ကိုတတ်တော့မင်းဘလို့နေလဲလို့မေးနေပါလိမ့်အဲဒီအချိန်မှာ Father Price ကထပ်ပြီးတော့မတန့်စင်တဲ့ဝိညာဉ်ကောင်ထွက်သွားစမ်းလို့ပြောလိုက်တော့ဂျက်ကီတယောက်တကူလုံးတုံတက်လာပြီးတော့သတိလစ်သွားပါတော့ဒီ Father Price ကဂျက်ကီထွက်သွားပြီလားဆိုပြီးတော့အနားကိုကတ်သွားတော့မှ ဆရာသမားသတိလေးချောင်ဆောင်ရဲ့ချက်ကီယာဖာသာပရိုက်ရဲ့နှကန်းကိုကိုက်ထဲလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲဖာသာပရိုက်ကသွေးတွေကိုမြင်ပြီးတော့နီကာကိုတဲကချက်ကီကလည်းပေါ်လာခဲ့ပါတော့တယ်။အိုင်မာနီခုံမွားချက်ကီယာငေါ့နဲနဲကူညီပါလားလို့ပြောလိုက်တော့နီကာကိုတဲကပေမချက်ကီကမရဘူးကောင်လေးငါအိုက်ခန္ဓာကိုလှုံနေပြီလို့ပြောလိုက်ပါတယ်။အိုင်မာနီကိုင်ကနီကာမျက်နှာကိုထိုးလိုက်တော့ချက်ကီလည်းပြန်ပြီးတော့လစ်ထွက်သွားပါတော့တယ်။နီကာသူ့မျက်လုံးကိုအုပ်ထားပြီးဖို့ပြောလိုက်ပြီးတော့ကိုင်ကလည်းနီကာမျက်လုံးကိုအုပ်ထားပြီးလိုက်ပါတယ်။ Father Price ကတော့ Jackie ကိုရေမန်းနေတာထပြန်းကနှင်ထုတ်ဖို့အတွက်ထပ်ပြီးတော့လုံနေကြပါတယ် Jackie ကနေတော့အကုန်လုံးသေတော့မယ်လို့ပြောပြီးတော့တချင်းအောင်ဆိုနေသေးတာပါဒါမဲ့အကုန်လုံးကဝိုင်းပြီးတော့ Father Price နဲ့သူ Jackie ရဲ့ဝိညာဉ်ငရဲကိုပို့ဖို့လုံနေတဲ့အတွက်မကြာခင်မှာပဲ Jackie ကိုခြိထားတဲ့ဂျိုးဒီကပြတ်ထွက်ကုန်ပြီး Jackie ဒီကောင်လေးဘော်ကိုလွင့်ပြန်တက်သွားပါတော့တယ် Crystal ရဲ့အစွမ်းနဲ့တင်းကိုနှင်ထုတ်တယ်လို့အကုန်လုံးကဝိုင်းအော်ပြောနေကြပြီးတော့ခဏနေတော့ Jackie ရဲ့ဝိညာဉ်ထွက်သွားပြီးကို Guys အယုတ်ကခုံမုံပြန်ပြုတ်ကြလာခဲ့တော့တာပါ ဒါမဲ့ချက်ကီကငရဲကိုဒီတိုင်းတန်းရောက်သွားတာမဟုတ်ပဲချက်ကီရဲ့ဝိညာဉ်က Father Price ရဲ့ကိုယ်တည်းကိုဝင်သွားခဲ့ပါတော့တယ် Father Price ကချက်ကီမင်းငရဲကိုသွားဆန်းလို့ပြောလိုက်တော့ချက်ကီကမင်းရင်သွားလေကွာ Father ရဲ့လို့ပြောလိုက်ပြီးတော့ချက်ချင်းပဲ Father Price ရဲ့ခန္ဓာကိုယ်ကြီးကတစစီပေါက်ကွဲထွက်သွားပြီးတော့ Father Price လည်းတီးဆုံးသွားခဲ့ပါတော့တယ်ချက်ကီကငရဲမသွားရခင်လေးမှာ Father Price ဆိုတော့ရအောင်တတ်သွားသေးတာပါနောက်တစ်ခါမှတော့ Father Price တယောက် Sister Catherine စီမှာအပြစ်ဖြေခဲ့တဲ့ပုံကိုပြန်မြင်နေရပြီးတော့ Father Price ကသူလူတွေကိုပြင်းပြင်းထန်ထန်အမြဲတမ်းဝေဖန်မိခဲ့တဲ့အကြောင်းကိုဝန်ခံနေတာပါပြီးတော့ Father Price ကသူ့ကိုယ်သူနောင်တရတဲ့အကြောင်းကိုပြောပြီးတော့ငိုနေခဲ့ပါတယ်နောက်တစ်ခါမှတော့ Father Price ရဲ့ခေါင်းပြက်ကြီးကိုအဝတ်နဲ့အုပ်လိုက်တောင်းမြင်ရပြီးဒေါက်တာမစ္စတာငါတို့မှာအပေးယူရှိတယ်နော်ငါတို့လောက်ဆရာရှိနေသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့နီကာကိုရီးယားဂျက်ကီးကိုကိုဂိုင်းစ်ရုပ်ထဲကိုထည့်ဖို့လှုပ်ပါတော့တယ်နီကာကြောင့် Father Price ဒီမှာအပြစ်ဝန်ခံခဲ့တော့ကနီကာကငါ့ဘွားကိုဂျက်ကီးကဖျက်ဆီးပစ်ခဲ့တော့ငါမုန်း ငါ့ကိုတီဖနီဖမ်းထားတာကိုလည်းငါမုန်းတယ်ပူဆိုးတာသူတို့မတားနိုင်ခဲ့တဲ့အတွက်ငါ့ကိုငါပူမုန်းတယ်လို့ပြောနေခဲ့ပါတယ်နေကသူကိုယ်တိုင်ချက်ကြီးရဲ့ဝိညာဉ်ကိုရုပ်ထဲထဲပို့လုံနေပြီးတော့အဲဒီချိန်မှာလျာစီးတွေလည်းလတ်လာပါတော့တယ်မကြခင်မှာပဲနေကကြောက်တကူလုံးတုံတက်သွားပြီးဂျက်ကီကတော့ဂိုကိုင်းစ်အယုတ်ထဲကိုရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်ဂျက်ကီနိုလာနဲ့တခါတည်းဒေါက်တာမစ္စတာသူ့ကိုခေါ်ဖို့လှုပ်လိုက်ပေမဲ့အန်ဒီကအရင်ဆွဲယူလိုက်ပြီးတော့ဂျိတ်ကိုပေးလိုက်ပါတယ်ဂျိတ်ကလည်းဂျက်ကီအယုတ်ကိုယူသွားပြီးတော့ နှစ်ချင်းလုံးတဲ့ရေကန်ထဲမှာချက်ကီကောင်းကိုရေနှစ်ပြီးတော့တပ်ဖို့လှုပ်ပါတော့တယ်ချက်ကီတယောက်ရုံးကန်မှုစူးစားနေမဲ့ဂျိတ်ကဒေါသထွက်နေတဲ့အတွက်ချက်ကီကိုအားနဲ့ကိုရေထဲနှစ်တန်နေတာပါဒါမှမဟုတ်အချိန်မှာပဲ sister ru ကလက်စီရဲ့ခေါင်းကိုတနက်နဲ့ချိန်ပြီးတော့အခန်းထဲကိုဝင်လာပါတော့တယ်ဂျိတ်လည်းချက်ကီကိုရေကန်ထဲကထုတ်ပေးလိုက်ပြီးတော့ခေါင်းသီး sister ru ကဒေါက်တာ mr နဲ့ငါတို့ကယ်တင်ရှင်ဖျားကိုလွတ်ပေးရင်သူ့ကိုလွတ်ပေးမယ်လို့ပြောနေပါတယ်ဂျိတ်လည်းဘာမှမတတ်တာတော့အတွက်သဘောတူလိုက်ရပြီးတော့ချက်ကီကိုဒေါက်တာ mr c ကိုပေးလိုက်ရပါတော့တယ် ချက်ကြီးကတတ်တာငတုံးလေးလို့ပြောပြီးတော့ဒေါက်တာမစ္စတာနဲ့တူအခန်းထဲကထွက်သွားခဲ့တော့တာပါဆစ်စတာရူကလက်စီကိုမလို့ပေးသေးပဲဘုရားသခင်ကိုစော်ကားတဲ့လူအကူတော်ရဲ့ကိုယ်စလဲလို့အန်တီကိုပြောလိုက်ပါသေးတယ်ပြီးတော့လက်စီကိုတဏှာနဲ့ပြစ်တတ်ဖို့လုပ်နေပြီးတော့ဘုရားသခင်ကျမအရှင်အမှုတန်းမှာကျမဂုံဆိုပြီးတော့ပြောနေတုံးပါပဲဂလန်ဒါကဓာတ်နဲ့ပိတ်ပစ်လိုက်တဲ့တော့ညလုံးမှာဓာတ်ကသွားဆိုင်နေပါတော့တယ်ဆစ်စတာရူကလည်းသူ့ညလုံးမှာဆိုင်နေဓာတ်ကိုဆွဲထုတ်လိုက်တော့ညလုံးတစ်လုံးကျွတ်ထွက်လာတော့မြင်ရပြီးတော့ခေါင်းသီးဆစ်စတာရူတယောက် ျှော်သွားခဲ့တော့တာပါအန်နီတို့လည်းဆက်စာရူစီကတနက်ကိုယူပြီးတော့ချက်ကီလိုနောက်ကိုပြေးလိုက်လာပြီးလက်စီကတော့ဂျိတ်နဲ့ဒေဗန်တို့ကိုပြေးဖက်ထားလိုက်ပါတယ်ဒေါက်တာမင်စာတော့ချက်ကီကိုချီပြီးတော့ပြေးနေပြီးအန်ဒီလည်းသူတို့ကိုမှီလာတော့တနက်နဲ့ချိန်ပြီးတော့ပြစ်လိုက်ရမှာချက်ကီရဲ့ဗစက်ကိုထိပြီးတော့သွေးတွေထွက်ကြလာခဲ့ပါတော့တယ်ချက်ကီကဒေါက်တာမင်စာလက်ထဲကနေပြုတ်ကျသွားပြီးတော့ဒေါက်တာမင်စာတယောက်ထဲထွက်ပြီးသွားပါတော့တယ်ချက်ကီကလည်းထပြေးဖို့လုံနေပြီမယ်အန်ဒီကချက်ကီကိုအနောက်ကနေတနက်နဲ့တစ်ချက်ပြီးတစ်ချက်ကြီးကုံတဲ့အထိတောက်ဆောက်ပစ်တတ်လိုက်တဲ့တော့ ဂျက်ကီတကောင်အဲ့နေရာမှာပဲရှော့သွားခဲ့ပါတော့တယ်။အန်တော့ဂျေတိုနဲ့အန်ဒီတို့ကဂျက်ကီလောင်းကိုမီးရှို့လိုက်ပါတယ်။ကိုင်ကဂျေတိုသောင်းကိုကြည့်ပြီးတော့ဂျက်ကီတေသွားပြီဆိုတော့အခုသူတို့မှာပူစရာဆိုလို့ဝက်ချန်အာကစားနီးနဲ့အသေးကွဲတာတွေပဲကြံတော့တယ်လို့ပြောလိုက်ပြီးဇေတော်သက်ဘွားကလူသက်ရုပ်မပိုင်အောင်ကြောက်စရာကြီးပဲလို့အန်ဒီကိုပြောလိုက်ပါတယ်။အန်တော့အန်ဒီနဲ့ကိုင်တို့ကအခုငါတို့တေရွာကပြန်လာပြီဆိုတော့တသလုံးပါဆက်လုပ်ကြမှာလေးလို့ပြောပြီးတော့ထွက်သွားကြပါတော့တယ်။တမမနီကားတော့ချက်ကီးလက်ကနေလွတ်သွားဖြစ်တဲ့အတွက်ပထမဆုံးချင်း လွတ်လပ်တဲ့အရာတော်ခံစားရတဲ့စိတ်လိတ်ထိုင်တောက်နေပါလေ။နီကာကလန်နာကိုငါခုချိန်ဒီနေရာဘဲဘက်ကလေဆိုတာနားမလဲဘူးလို့ပြောလိုက်တော့ကလန်နာကငါငါဘက်ကပဲလीလို့ပြောလိုက်ပါလေ။ပြီးတော့ကလန်ဘက်ကလည်းဟုတ်တယ်လို့ပြောလိုက်တော့နီကာကနေလို့ငါ့ကိုလှုပ်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟာ။ငါဘောင်ငါပြန်ရပြီလို့ပြောလိုက်တာပါ။ကလန်နာကနေပါဆက်လုံးပါလေလို့မေးလိုက်တော့နီကာလည်းငါမသိဘူး။ရုပ်ချိန်ကြည့်ရမလားပဲ။ဂျနီဗာဒဲလီမပါတဲ့ကားတွေပေါ့လို့ပြောလိုက်ပါလေ။နီကာနေရောဘလို့ခံစားနေရလဲဆိုတော့ကလန်နာကမိပါမယ်လို့ပါပဲလို့ပြန်ပြောလိုက်ပါလေ။ သူတို့များအလို့စကားပြောနေတော့မှာပဲကားတကြီးရောက်လာတဲ့အတွက်နီကမဟုတ်သေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ကားပေါ်မှာတီဖနီတို့ပါလာတာဖြစ်ပြီးတော့ဂလန်ကကားပေါ်ကဆင်းလာပြီးဂလန်နာကိုပြေးဖက်လိုက်ပါတယ်။တီဖနီလည်းကားထဲကနေထွက်လာပြီးတော့ "Hello နီကာ"လို့နှုတ်ဆက်လိုက်ပါတယ်။ဂလန်ဒါအဖေသေးွားပြီလို့ပြောလိုက်ပြီးအဲ့ချိန်မှာပဲနီကာတနတ်ကိုဆွဲထုတ်ပြီးတော့တီဖနီကိုချိန်လိုက်ပါတယ်။ပြီးတော့အခုအမေလည်းသေပြီလို့ပြောလိုက်ပြီးတီဖနီကိုတနတ်နဲ့ပြစ်ဖို့လှုပ်ပါတော့တယ်။တီဖနီကငိုပြီးတော့ငါ့ကိုမတတ်ပါနဲ့။ငါကလေးတွေကငါ့ကိုလိုအပ်လိုပါဆိုပြီးတော့ငိုယိုကတောင်းပန်နေပါတယ်။ ဒါမဲ့နီကာ sorry လို့ပြောလိုက်ပြီးတော့တန်တန်နဲ့ပြစ်လိုက်ရမှာတော့ဂလန်က Tiffany ကိုဝင်ကယ်လိုက်တဲ့အတွက် Glen Bike ကိုတန်တန်မှန်သွားခဲ့ပါတော့တယ်နီကာလည်း Tiffany ကိုသူ့တတ်ဖို့လှုပ်ပေးမယ် Glen ကိုထိသွားတော့သူမပြေးစီစင်တာဖြစ်တဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ် Glen ဒါ Glen ကိုတွဲပြီးတော့ငါအော်ဒီယာအမြန်သွားမှရမယ်ဆိုပြီးကားပေါ်တက်ပြီးတော့အမြန်ပဲမောင်းထွက်သွားခဲ့ပါတော့တယ်နီကာလည်းဘာမှမလုပ်တော့ပဲဒီတိုင်းပဲထိုင်ကြည့်နေလိုက်တာပါနောက်တစ်ခါမှတော့ကားမောင်းနေတဲ့ဒေါက်တာမစ္စတာကိုမြင်ကြပြီးတော့ဒေါက်တာမစ္စတာကအပြုံးရင်းတစ်ခုနဲ့ပြုံးနေခဲ့ပါတယ် သူကအပြည့်ဝင်ခံတဲ့အချိန်တုန်းက Father Price ကိုဓာရီပြီးသွားရင်ငါ Chucky ကိုကဘာကြီးတဲကိုပြန်လှုပ်ပေးရမယ်လို့ပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Doctor Mr. တယောက်ကားမောင်းနေနဲ့ဘာရီသဘောချလို့ကြာနေမှမသိပဲကျွန်တော်တို့ကြားဘူးနေကြအတန်ကြီးနဲ့တိုက်ခီးခီးရင်းနေတာကိုမြင်လိုက်ရချင်းဒီဘိုင်းကဒီနေရာမှာပြီးဆုံးသွားပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါဆိုတော့ဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပဲစီစဉ်တူးမှာအပိုင်း၈ပိုင်းရှိပါတယ်ဒါကနံပါတ်9ဆိုတော့မနက်ဖြန်ဆိုရင်အပိုင်း၈ကဇက်သိမ်းပြီဗျဇက်သိမ်းဆိုစီစဉ်တူးအသိမ်းပေါ့နော်ပြီးရင်စီစဉ်3နောက်ထပ်၈ပိုင်းကြာမှသေးတယ်ဒါပေမဲ့ဂျားထဲမှာနည်းနည်းလေးချားမယ်ပေါ့တကားစားလေးဟိုဝင်ဒီထွက်လှုပ်ပြီးသွားတဲ့အခါမှာစီစဉ်3ပြန်လာမှာပါဆိုတော့ဒီနေရာမှာသူပြောချင်တာကတချို့ Jackie ကိုမကြိုက်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဂျားထဲမှာမှဒီ Jackie စီစဉ်ုံတင်တဲ့အခါမှာလူနည်းစုလေးကတောက်အောင်ရှောက်ကြည့်ပြီးတော့အားပေးနေတော့အဲအဲ့ဒီလူတွေတောင်ချင်းစီကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ရှိကြောင်းလည်းဖြတ်ပြီးတော့ပြောပါရစေ ဆိုတော့ဒါအတောင်းစောက်ကြည့်လာလူတွေအတွက်ကတော့ဂျက်ကီကကျွန်တော်အကြိုင်ဆုံးရုပ်ရှင်ကားတွေမှာလည်းပါသလိုတဖေးနဲ့ဇက်ရှင်ကလည်းတက်ပြီးတော့စာဝရန်ကိုမိုက်နေပြီဆိုတော့စီဇန်2ကိုဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတော့မနက်ဖြန်မှာကျွန်တော်ဆက်ပြီးတော့တွေးကြမယ်ဆိုတော့ဒီနေ့မှာအစားကနေအဆုံးဒီလားပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ဂျက်ကီချစ်သူတွေဘောရောင်းတယောက်ချင်းတိုင်းဂျေဆုထူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ